ချစ်တဲ့လူတွေအကြောင်းနဲ့ကောင်းတဲ့ရှိတာလားမဟုတ်ဘူးမုန်းတဲ့လူတွေအကြောင်းလည်းကောင်းတဲ့မှာအပြည့်ပဲမုန်းတဲ့လူတွေအကြောင်းကျတော့ဘုန်းဘုန်းတို့ကဘယ်လိုစဉ်းစားတော့အပြစ်တွေပဲစဉ်းစားအပြစ်တွေစဉ်းစားတဲ့ခါကျတော့ဘာဖြစ်တော့ပိုးမုန်းတာပေါ့နော်ဟုတ်လားပိုးပြီးတော့စိတ်တိုင်းမကြဖြစ်အတော်ကုပုံကြီးကဘယ်လိုဖြစ်နေတော့စိတ်တိုင်းမကြတဲ့ပုံကြီးပေါ့ဟုတ်လားအဲ့ဒါရောအေးချမ်းသလားဘယ်အေးချမ်းမလို့အဲ့တော့မုန်းတဲ့လူတွေအကြောင်းကိုကိုစဉ်းစားတဲ့အခါမှာဘာမှကောင်းချိုးမရှိဘူး ပြစ်မြင်တဲ့အစိတ်တွေနဲ့ကြီးစဉ်းစားတယ်ဒါပေမဲ့တစ်ခါတလေကျတော့လူတွေကဗာလေးကိုလက်ဆုပ်လက်ကင်ပြုတ်ထားတော့ပြုတ်ထားတော့ဆိုတော့သူတို့ကမှားနေတာကာပါယူတာနော်ငါတို့ကမှန်နေမုန်းတဲ့လူကိုအပြစ်တင်မယ်ဆိုလို့ရှိရင်အဲ့ဒီအခံလေးရရှိတယ်ကိုကိုဘလို့ထင်းနေတာတော့မှန်နေဥပမာမှမှန်ရင်လည်းမှန်မှာပေါ့နော်ဒါပေမဲ့သူတို့ကတော့ဘလို့ထင်းတော့မှားတယ်ဟုတ်လားမှားလို့မျိုးမဟုတ်လို့မဟုတ်တဘာဝမကြလို့မဟုတ်ဘာဖြစ်တော့မုန်းနေအဲ့ဒါအပြစ်တွေပဲတစိမ့်စိမ့်မြင်တယ် ူ့အတွက်လည်းဘာမှကောင်းတဲ့ဘက်မှပြောင်းလဲတော့တဲ့အကြောင်းမရှိသလိုကိုယ့်အတွက်လည်းဘာမှအကျိုးရှိတာတော့မဟုတ်ဘူးဟုတ်လားဒါကြောင့်အကုသိုလ်တွေပဲဖြစ်ရတယ်သူများအကြောင်းစဉ်းစားတဲ့ကိစ္စတွေကိုဘုံဘုံတို့တွေဟာရက်တန့်တဲ့နယ်ဆိုတဲ့မှန်ကန်တဲ့အမြင်ရှိရမယ်အဲ့လိုရက်တန့်တဲ့နယ်ဆိုရင်ဘာနဲ့စားထိုးမလို့ကိုယ့်အကြောင်းကိုစဉ်းစားတာနဲ့စားထိုးရမယ်နော်ဒါကြောင့်မြတ်စွာဘုရားကကိုယ်เจ้าကိုစဉ်းစားရင်အလွန်အကျိုးရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဟောတာတဲ့ဒေသနာလေးတစ်ခုရှိတယ်။သူကတော်တော်လေးနဲ့တယ် အတ္တနာသောရယတနာပฏิမန်တိထအတ္တနာသောအတ္တကုဋ္တတတိမဒုက္ခံဘိက္ခုဝိဟာဟိတိဒါလေးနည်းနည်းလေးအာယုံပြုကြည့်မယ်နော်အတ္တနာသောရယတနာကိုကိုကိုသောရကတက်ပါတဲ့နော်သောရကတက်တယ်ဆိုတဲ့စကားလုံးလေးကြားဝရမော်လားသောရကတက်တယ်ဆိုတာသူ့ရဲ့အပြစ်ကိုထောက်ပြပြီးတော့အကြောင်းပြချက်တောင်းတာဟုတ်တယ်မော်လားမင်းဘာကြောင့်ဒီလိုလုပ်တာတော့မင်းလုပ်နေတာမှားနေတယ်ဘာလို့မှားတာတော့ ဟုတ်လားစောဒကတက်တာနော်အဲ့ဒါဘယ်သူ့ကိုစောဒကတက်ရမှာကိုကိုကိုစောဒကတက်ရမေးတဲ့မင်းဒီလိုနေတာထိုင်တာကောင်းလားဒီလိုပြောတာဆိုတာကောင်းလားဒီလိုအချိန်နေဖြုံးနေတာကောင်းလားအစရှိသဖြင့်ကိုယ့်ရဲ့ချွရင်းချက်မှားယွင်းချက်တွေကိုကိုယ့်ကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒါကိုထောက်ပြီးတော့မင်းဒီတိုင်းနေတာဟုတ်လားလို့ကိုကိုကိုဘာလုပ်ရမလဲတော့စောဒကတက်ရမေးတဲ့ဘလောက်ကောင်းတဲ့အဆုံးပါလဲအတ္တနာစောဒရတ္တနာကို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 စောဒကတက်ပါပဋိမန္တေထအတ္တနာလေ ခုကျတော့ပို့ပြီးတော့အသေးစိတ်သွားတယ်ကိုကိုကိုစုံစမ်းစစ်ဆေးပါတဲ့နော်တရားသူကြီးကယာဇဝတာအမှုတွေကိုစစ်ဆေးတယ်လို့ကိုကိုဘာလို့မလုပ်စစ်ဆေးရမယ်စုံစမ်းရမယ်ကိုကဘလို့ရည်သွေးရှိတာကိုကဘလို့အနေထားရှိတာတော့ကောင်းတဲ့ဘက်မှာရောမကောင်းတဲ့ဘက်မှာရောဟုတ်လားမကောင်းတာတွေကိုဘယ်တိုင်းတာထိပျော်မွေ့နေတုံးကောင်းတာတွေကိုဘယ်တိုင်းဒီအထိပြင်းရည်နေတုံးစသရှိသဖြင့်ကိုယ့်ရဲ့အခြေအနေမှန်တွေကိုသိအောင်စုံစမ်းရမယ်စစ်ဆေးရမယ် ုကိုကောင်းလားမကောင်းလားနော်မနဲ့လင်းလိုက်မှန်ကြည့်ကြတယ်ဘာလို့လဲကိုမျက်နှာလေးကိုစစ်ဆေးတာပေါ့ညကြီးတွေမြန်ပေးနေသလားပေးနေရင်တုတ်ပြမယ်ပေါ့ပို့ပြီးတော့လှပအောင်လိမ့်ညချဲကြတာကိုမရှိဘူးလားရှိတယ်အဲ့လိုပဲကိုစိတ်ကလေးကိုစစ်ဆေးရမယ်မကောင်းတာတွေတွေ့ရင်ဖဲပြမယ်ဟဲ့ပို့ပြီးတော့ကောင်းအောင်ဆင်မယ်ဟဲ့ဒီစိတ်မျိုးကိုပြောတာနော်ဒါကြောင့်မြတ်စွာဘုရားကိုကိုကိုဆောရကတက်ရမယ်ကိုကိုကိုစုံစမ်းစစ်ဆေးရမယ်အဲ့လိုဆိုရင်ဘာဖြစ်လာမလို့တဲ့ သောအတ္တဂௌတာတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိကိုကိုကိုသောရကတက်တဲ့လူကိုကိုကိုစုံစမ်းစစ်ဆေးတဲ့လူဟာတဲ့တတိနဲ့ပြည်စုံလာတယ်တဲ့သောအတ္တဂௌတာတတိမာကိုကိုကိုတတိနဲ့စောင့်ရှောက်လာတယ်တကယ်တမ်းကဘုံဘုံတော့ငါဘလို့အနေထားမျိုးရှိတုံးလို့မှန်မှန်ကန်ကန်သိလာရင်ငါမကောင်းသေးဘူးဆိုတဲ့အဖြေပဲထွက်လာမှာနော်ဥဒုစင်ပဲရှိသေးတယ်လေဟုတ်လားမကောင်းသေးဘူးဆိုရင်ငါကောင်းအောင်လုပ်ရမယ်ဆိုတဲ့အဖြေထွက်လာတယ် ါလူတိုင်းကကိုယ့်ကိုစဉ်းစားရင်ဒီဖြစ်ထွက်မယ်နော်အဲ့လိုကောင်းအောင်လုပ်မယ်ဆိုလို့ရှိရင်တကယ်လက်တွေ့မှာကောင်းအောင်ဘယ်လိုလုပ်မလို့ဆိုတော့တရားဘာဝနာကျင့်တဲ့နီးနဲ့ပဲလုပ်လို့ရတယ်ဒါဘုံဘုံကလူရင်းကိုဖြတ်ပြီးတော့ပြောလိုက်တာဟုတ်လားကိုယ့်ကိုယ်ကိုသတိထားတဲ့နီးနဲ့ပဲအမှားမရှိအောင်လုပ်ရတယ်အဲ့ဒါကိုယ့်ကိုယ်စုံစမ်းစဉ်းစားရင်သတိတွေရှိလာပြီးတော့ကိုယ့်စိတ်ကလေးကလုံခြုံသွားမယ်လို့ပြောတာအဲ့ဒါဒီနေ့မှာသတိရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘုံဘုံကဘာလေးပြောရင်တော့ဆိုတော့ ဂယုစိုက်တယ်ဆိုတဲ့စကားလုံးလေးကိုပြောခြင်းကိုကိုကိုဂယုစိုက်တယ်ကိုစိတ်ကိုဂယုစိုက်တယ်ဩခရီးသွားနေဆိုမိဘတွေကသားသမီးကိုဟဲ့ဂယုစိုက်နော်ကိုကသွားမယ်ဆိုကြံရေးတဲ့သားသမီးတွေကိုဟဲ့ဂယုစိုက်နေရဲ့နော်မလုပ်တာတော့ဂယုစိုက်ဆိုတဲ့စကားလေးကအရာအလွန်ကျယ်တယ်မဟုတ်တာမလုံးနဲ့လို့လည်းပဲအတိတ်ပဲတက်ရောက်တယ်ကောင်းကောင်းကောင်းတာတွေကိုကြိုးစားလို့အတိတ်ပဲလည်းတက်ရောက်တယ်ကိုကိုကိုမဆင်းရအောင်ဒုက္ခမရအောင်ကာဝယ်ဆောင်ရှောက်ပြီးတော့နေလို့လည်းပဲအတိတ်ပဲတက်ရောက်တယ်ဂယုစိုက်ဆိုတာလေးရော ဟုတ်လားအဲ့လိုပဲဖုံဖုံတို့တွေကကိုယ်စိတ်ကလေးကိုဂယုဆိုင်နေမယ်ဗာလေဒိဗေမမားအောင် လုပ်တယ်ဂယုဆိုင်တယ်ဆိုအမှန်တရီထားတာပဲတရီထားတာလွဲလို့ဒီတဘာဝတရားတွေပုံမှာဖုံဖုံတို့ကကောင်းအောင်ဒီပြင်းနီးနဲ့လှုပ်ဖို့ဆိုတာနီလမ်းမရှိဘူးတကယ်တမ်းကသူ့ကိုတရီထားတယ်ဂယုဆိုင်တယ်ဒါကူကကောင်းအောင်လုပ်နေတာမကောင်းတာမဖြစ်အောင်လုပ်နေတာဆိုကြပါစို့အဲဒီကလေးလေးတယောက်တစ်နှစ်သားနှစ်နှစ်သားအရွယ်လေးနော်ဆော့တယ်ဒါဆော့တဲ့အရွယ်လေးကိုထိမ့်တဲ့လူကဘာလို့ရအောင်ဂယုဆိုင်ရတယ် လူဆိုင်တယ်ဆိုတာပါတော့သူ့ကိုကြည်နေတာပဲလေအမြင်အနေကြာမယ်ဆိုရင်မကြအောင်ကြည်နေမှာပဲသိမှာ ਉ ဟုတ်တယ်မဟုတ်လားမတော်တာကောက်စားလိုက်မယ်ဆိုရင်လည်းမစားအောင်မလုပ်အောင်တော့ကြည်နေရတယ်ဟောကလေးကိုမလုပ်တာအဲ့ဒါဂယုဆိုင်တာဂယုဆိုင်နေတယ်ဆိုတော့သူ့ကိုမျက်ခြေမပြတ်ကြည်နေတာကြည်နေတဲ့အခါကျတော့သူမဟုတ်တာလုပ်မယ်ဒုက္ခရောက်မယ်ကိစ္စကိုကတားနိုင်တယ်ဟုတ်တယ်မဟုတ်လားအဲ့လိုပဲကိုယ်စိတ်ကလေးကိုလည်းမလုပ်အောင်တော့ဂယုဆိုင်မယ်တတိနဲ့ကြည်နေရမယ်ဒါပြောတာဟုတ်လား တော့တကယ်လက်တွေကောင်းအောင်လုပ်တယ်ဆိုတာအဲ့ဒီသတိပဋ္ဌာန်နီးနဲ့လောရတာနော်အဲ့ဒါမြတ်စွာဘုရားကိုကိုကိုစောတကတက်တယ်ကိုကိုကိုစုံစမ်းစစ်ဆေးတယ်ဆိုလို့ရှိရင်ဒီလူရဲ့စိတ်ဟာတတိတရားနဲ့လုံခြုံလာတယ်တဲ့ကိုသူကယူဆိုင်တက်လာတယ်ပေါ့နော်အပြစ်ကင်းအောင်နေတက်လာတယ်အမှားနဲ့အောင်နေတက်လာတယ်အဲ့တော့ဘာဖြစ်တော့ဒုက္ခံဘိက္ခုဝိဟာဟိတိ အဲ့လိုတတိလေးနဲ့ကိုယ်စိတ်ကိုစောင့်ရှောက်နေတဲ့လူကိုယ်စိတ်လေးကိုကိုယ်ဂယုဆိုင်ပြီးတော့နေတဲ့လူဟာချမ်းသာလိမ့်မယ်တဲ့ဟောဘယ်ကနေဒီဒေသနာလေးအစဉ်အဆက်ကလေးနော်ဒီဒေသနာလေးဘလိုလေးသွားနေတယ်လဲဆိုတော့မြင်အောင်ကြည့်နော်ကိုကိုကိုစောရကတက်ပါကိုကိုကိုစုံစမ်းစစ်ဆေးပါဒါဆိုရင်အဲ့ဒီလူဟာကိုယ်စိတ်ကိုတတိနဲ့လုံခြုံအောင်စောင့်ရှောက်နိုင်လိမ့်မယ်စိတ်ကိုတတိနဲ့လုံခြုံအောင်စောင့်ရှောက်နိုင်ရင်ဒီလူချမ်းသာပြီတဲ့တူတူလေးနော်ဒေသနာလေးဘလောက်ကောင်းတော့ဟုတ်လား ဒါကြောင့်ကိုယ်အကြောင်းကိုပါလောက်အောင်တော့စဉ်းစားတဘာဝကြကြစဉ်းစားမဟုတ်သေးတာကိုမဟုတ်ဘူးလို့သိအောင်စဉ်းစားကိုယ်အကြောင်းကိုစဉ်းစားလို့မှန်မှန်ကန်ကန်သိရင်သိတယ်လို့သူများအကြောင်းခေါင်းထဲရတမင်တောင်ထုတ်เสียလို့မှမဟုတ်အားပါဘူးငါဟာနဲ့ငါရှုပ်တယ်ဟုတ်လားငါကိစ္စနဲ့ငါဘာလို့အလုပ်တွေများနေရှုပ်တာတော့မဟုတ်ဘူးရှုပ်တွေရှင်းမယ်ပေါ့နော်ငါကိစ္စနဲ့ငါငါခေါင်းထဲမှာငါမအားဘူးကိုဘုံဘုံတော့သူများအကြောင်းဘာလို့ခေါင်းထဲထင်အားလို့ပေါ့ဒါပဲလေအားအားရရလူတွေပြောကြတာရှိတယ် လကအာအာရအလုံးမရှိအကိုင်းမရှိကလေးကချေပြောကြရရှိရနော်တရားဓမ္မရှုတော့အကြည့်မယ်ဆိုရင်များသောပုထုဇဉ်နေရာပါလေတော့ကလေးကချေတွေကြီးပဲလေကောင်းတဲ့အလုံးသိမရှိဘူးအလုံးလက်ကိုင်းမရှိဘူးနော်လုံးမီလောက်ရလောက်တယ်တွေ့ရအာယုံနဲ့နေတယ်သူများအကြောင်းကောင်းတဲ့တမင်ထဲတရားမလို့အလိုလိုပြည်တယ်ဟုတ်လားဘာလို့တော့ကို့အတွက်ကိုအရေးပါတဲ့ကို့မှာအလုံးနဲ့အကိုင်းနဲ့ဆိုတဲ့လိုမျိုးအရေးပါတဲ့အလုံးမှာမရှိပဲကိုဟုတ်လား ။ဒါကြောင့်ကိုယ်မှာရည်ရွယ်ချက်ရှိရမယ်၊မျှော်မှန်းချက်ရှိရမယ်။ဘာလုပ်မယ်၊ဘာဘာတွေလိုအပ်နေတယ်၊ဘာဖြစ်အောင်ဘလို့လုပ်မယ်ဆိုတဲ့စိတ်ရှိရမယ်။အဲ့လိုဆိုရင်ကိုယ်အကြောင်းနဲ့ကိုယ်ကိုယ်မှာအလုပ်တွေရှိနေတဲ့အတွက်ကြောင့်သူများအကြောင်းခေါင်းထဲလာကြအကြောင်းမရှိဘူး။ဒါလက်တွေ့စဉ်းစားမိတာတွေကိုပုံမှန်ပြောတာဟုတ်လား။ဒါကြောင့်နှလုံးစေဝန်ခြင်းအေးခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့ဆေးဆိုင်မှာဆေးဝယ်တောက်เสียဆေးရတော့ရှိမှာမဟုတ်ဘူး။ဒီတရားတိဟူသောရှေးပဲရှိမှာเนาะအဲ့ဒါရှေးနီးပေါင်းများစွာတည်းက ီနေ့ဘယ်နှနည်းပြောမယ်ပြောနှစ်နည်းပြောမယ်နော်ပထမတနည်းနဲ့အချင်းကတော်တော်ကုန်သွားတယ်ဟုတ်လားအဲဒီနေ့တရားအလှူရှင်ရဒကမာကြီးကဖုံးဖုံးရဲ့တဲ့အနေရလျှောက်တယ်နိတရားနာတဲ့လူတွေကိုငိုင်းသွားအောင်ဟောလိုက်စမ်းပါတဲ့အတော့သူကတော့တရားကိုစဉ်းစားပြီးတော့တန်ဝေကတွေရပြီးတော့အဲ့ဒီသဘောမျိုးရည်ရွယ်တာဖြစ်မှာပေါ့နော်ဟုတ်လားအဲအတော့ဖုံးဖုံးကတော့စဉ်းစားတာပေါ့အဲဘလူနီးနဲ့များငိုင်းသွားမလဲတော့လဲမသိဘူးပေါ့နော်ဟုတ်လားဒါပေမဲ့ကို့အတွက် အကျိုးရှိတဲ့အသေးပဲရှိတဲ့အကြောင်းအရာတွေဆိုလို့ရှိရင်တော့လူတွေဟာစဉ်းစားမိကြတာပဲများပါလေဟုတ်လားဒေါတာဟိုငိုင်းတော့ဟောရမယ်နေ့ကြတော့မှာ Facebook ကလိုင်းအပြောင်းနေတယ်ဟုတ်လားအချင်းအနေနဲ့နောက်ကျတယ်နော်အဲ့တော့နောက်ထပ်နေ့တနည်းကကြံသေးရနော်နောက်ထပ်နေ့တနည်းမှတ်မိမလားစိတ်ကိုပြည့်စုံပါမှာပဲနေနိုင်အောင်ကြိုးစားဖို့နောက်နှလုံးစိမ်ဝမ်းကြီးအေးကျင်တဲ့ချမ်းသာကျင်တဲ့ဆိုရင် เนาะဖြစ်ခဲ့ပြီးသားမရှိတော့တဲ့အတိတ်တွေเนาะမရောက်သေးတဲ့မဖြစ်သေးတဲ့အနာဂတ်တွေဒီကိုကိုယ်စိတ်ကိုเนาะမပြေးလွှားစေဘဲနဲ့เนาะအိန္ဒိယရာဒီပစ္စုပန်လေးမှာเนาะဒီအရှိတရားလေးမှာเนาะစိတ်ကိုကပ်ပြီးတော့ထားနိုင်အောင်ကြိုးစားဖို့ဒီနေ့ကတော့သူကအဆင့်အမြင့်ဆုံးနေလို့ဆိုကျင်တယ်ပေါ့ဒီနေ့ကိုအသုံးပြုမယ်ဆိုရင်သောတော်တော်ကသူများအကြောင်းမစင်သားဖို့ကိုယ်အကြောင်းကိုစင်သားဖို့ဆိုတာတွေကဒီထဲမှာလာပြီးတော့အကျုံးဝင်သွားတယ်ပစ္စုပန်မှာနေတယ်ဆိုတာ ။နော်တတိပဋ္ဌာန်နဲ့ကင်းပြီးတော့နေလို့မှမရပဲဟုတ်။ပြစ္ဆုတ်မှမှနေဆိုတဲ့စကားလေးရဲ့အကျယ်ကတတိပဋ္ဌာန်ကိုဘွာလို့ပြောတာ ਨੇ အတူတူပဲ။ဟုတ်လား။ပြစ္ဆုတ်မှမှနေနိုင်မှဘုံဘုံတို့ရဲ့စိတ်တရားငြင်းအေးမှုချမ်းသာမှုရှိမှာ။တဖြည်းဖြည်းနဲ့အတိညာအစင်တန်မြင့်လာပြီးတော့နောက်ဆုံးဒုက္ခကလွတ်နိုင်မှာ။ပြစ္ဆုတ်မှမှနေဘဲနဲ့အမှန်တရားကိုသိဖို့ထုံးစံမရှိ။ဟုတ်လား။ဒါမဲ့ဘုံဘုံတို့စိတ်ကပြစ္ဆုတ်မှမှနေလားဆိုတော့မနေပါဘူး။ เนาะအချိန်အများစုကဘယ်မှာပဲနေနေဒီစိတ်ကအတိတ်နဲ့အနာဂတ်မှာပဲနေနေတာเนาะတကယ်တမ်းကအတိတ်ဆိုတာရှိတော့တာမဟုတ်ဒီမရှိတော့တာတွေကိုပဲဘုန်းကြီးတို့ဘုံဘုံတို့တွေကဘာလုပ်နေရတော့စဉ်းစားရတယ်ခံစားရတယ်ပြောရရင်အတိတ်ဆိုတာကထုတ်ပြီးတော့ခံစားတဲ့ခံစားရမယ့်အရာတစ်ခုမဟုတ်ဘူးသင်္ကန်းစာယူရုံကလွဲလို့တကယ်တမ်းကဘာမှသိပ်ပြီးတော့အသုံးကျတော့တဲ့အရာမဟုတ်ဘူးသူရှိမှမရှိတော့ပဲဟုတ်ငါဘာတွေလုတ်ခဲ့လို့ငါဘာတွေဖြစ်ခဲ့တာဆိုတာတော့ စဉ်းစားတော့စဉ်းစားတဲ့နေပေါ့နော်ဟုတ်လားဒါပေမဲ့ဘုံဘုံတော့အဲ့လိုစဉ်းစားတာလားအတိတ်ကိုဘယ်ဟုတ်မှာတော့မယွမ်းငါ့ကိုဘလို့ပြောခဲ့တာအဖြစ်ဖြစ်ခဲ့တာအကြည်နူးစရာတွေမကျေနပ်စရာတွေဒါတွေကိုတလဲစီတော့ဖော်ထုတ်ပြီးတော့စိတ်ကအပင်ပန်းတာဆင်းရဲတာပူလောင်တာဟုတ်လားအဲ့လိုပဲမရောက်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲကိုယ့်စိတ်ကိုတော့လောင်အောင် ရှုတ်ကြတာတွေကိုမရှိဘူးလားရှိရနော်အများကြီးကြိုတွေးပြီးတော့ပူနေကြတာပေါ့နော်အခုကိုဆိုတာကျတော့ဆင်းလုံးကြော ကောင်းစီချင်တာကိုအဲ့တော့မကောင်းမဲမကောင်းလေမလားစိုးရိမ်နေပေါ့နည်းနည်းလေးမှဟုတ်လားအဆင်မပြေတာလေးကမဖြစ်စေချင်တဲ့အခါကျတော့အနာဂတ်ကိုလုံးဝဆင်းလုံးချောစေချင်တယ်ဒါပေမဲ့ခက်တာကအနာဂတ်ဆိုတာလေကြိုးပြီးတော့ရောက်လို့ရတဲ့ကိစ္စလေမဟုတ်တော့အနာဂတ်တွေဘုံဘုံတို့ပူတယ်ဆိုလို့ရှိရင်လည်းပဲတကယ်တမ်းလောက်ရမှာပါလေခုပစ္စုပန်မှာပဲနော်ကောင်းအောင်နော်အနာဂတ်တွေအဆင်ပြေအောင်အလုပ်လုပ်တာလေပစ္စုပန်မှာပဲလုပ်လို့ရတာအနာဂတ်တွေတကယ်စိတ်ပူတယ်ဆိုရင်လည်းပဲ အဲ့ဒီအနာဂတ်မှာကောင်းအောင်ဘယ်နေရာနေအထိုင်ချပြီးတော့ဘုမတော်ကလောရမှာတော့ပြစုပန်ကနေအထိုင်ချပြီးတော့လောရမှာဩပြောရရင်အတိတ်ကိုရှင်းထုတ်ဖို့တဲ့အနာဂတ်ကိုရှင်းထုတ်ဖို့ကပုတ်ခတ်တယ်။နော်အတိတ်ဆိုတာပြီးခဲ့ပြီဘာမှမရှိတော့ဘူးဆိုရင်စိတ်ကလွယ်လွယ်လေးလက်ခံတယ်ဟုတ်တယ်ဒါနဲ့ပတ်သက်ပြီးတော့အောင်းအပူစရာမလိုဘူးပေါ့နော်။ဒါပေမဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပြောဖို့ကြတော့တိတ်ပြီးတော့မလွယ်ဘူးကိုကမသိမချင်းနေရအောင်မှာလေဘဝမှာတကယ်လက်တွေ့ရလည်းပဲအနာဂတ်ကိုတကယ်ရင်ဆိုင်ရအောင်မှာဟုတ်လား။ အတကူရင်ဆိုင်အောင်မဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မတွေးနဲ့ဆိုလို့လက်ခံနိုင်မို့လွယ်မလားလွယ်ဘူးเนาะဒါပေမဲ့ဘုံတို့တဘာဝကြာကြာစဉ်းစားရင်တော့ပူလောင်မှုပင်ပန်းမှုနဲ့တော့မစဉ်းစားသင့်ဘူးအနာဂတ်အတွက်တကယ်ပူတယ်တကယ်အလုပ်လုပ်ချင်တယ်အဆင်ပြေချင်တယ်ဆိုရင်လေပစ္စုပန်မှာပဲဘုံဘုံတို့လုပ်လို့ရတာဒါကိုနားလည်မယ်ဆိုလို့ရှိရင်အနာဂတ်ကိုကြိုတွေးနေတာတွေဟာပူလောင်နေတာတွေဟာအပူပဲဆိုတာကိုလေနားလည်နိုင်တယ်ပေါ့ဟုတ်လားဒါပေမဲ့ခက်တာဘုံဘုံတို့ပြုထုတ်ရှင်တွေဟာ ဒီအတိတ်နဲ့အနာဂတ်ကိုပဲတွေးပြီးတော့ပူလောင်နေကြတာပင်ပန်းနေကြတာလူတွေလည်းပူရုပ်ပန်းရုပ်တွေပေါက်နေတာအဲ့ဒါကြောင့်ပေါက်နေဟုတ်လားဘုံမဘာလေးပြောဖို့စဉ်းစားမိလဲဆိုတော့ခဏခဏဒီအเจ้าရံနဲ့ပတ်သက်ပြီးတော့ပြောနေကြเนาะဟိုအเจ้าရံလေးတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တိမိယဇ္ဇเนาะဘုရားလောင်းတိမိယမင်းသားလေးကငငယ်ငယ်ရွယ်ရွယ်နဲ့ရှင်မယံမလုပ်ချင်လို့ရသေးဝဲသွားတယ်လေအလုံးသိတယ်ဟုတ်လား အဲ့ဒါဒီဖေရင်နဲ့မေရင်နဲ့ကနောက်တော့တိတဲ့အခါကျတော့အားရှိရာတော်တဲ့ကိုလိုက်သွားကိုကျော်တော်ကြီးမြင်ပြီးမြင်ရတဲ့မှာတရားဥထဲနေစားတော့လည်းပဲဘယ်သူမှချက်ပြုတ်ကျွေးတဲ့လူလည်းရှိတာမဟုတ်ဘာမှချက်ပြုတ်စားကြရလည်းရှိတာမဟုတ်ဒီတိရွယ်ပဲပြုတ်ပြီးတော့စားအဲ့ဒါသားဖြစ်တဲ့လူကဒီဖခင်ရောက်လာတဲ့အခါကျတော့သူ့မှာရှိတဲ့ဒီတိရွယ်ပြုတ်ကိုပဲတဲတာပေါ့အဲ့တော့ဖခင်ကြီးကမင်းကြီးကဒီတိရွယ်ပြုတ်ကိုဘယ်စားနိုင်မလို့အဲ့ဒါလက်ဖွားပေါ်တင်းပြီးတော့နောက် တဲ့ပြီးတော့ပြတယ်မိဖုရားတွေစစ်တီတွေအကုန်လုံးပေါ့နော်ကြည်တန်တန်ငါသားစားတဲ့အစားစားတွေအဲ့လိုပြောရင်းနဲ့ဒီအစားစားကိုကြည်ပြီးတော့သူ့စိတ်ထဲမှာနော်မေးချင်တာလေးတစ်ခုပေါ်လာတယ်အဲ့ဒါဘာလဲဆိုတော့အော်တိုးထဲမှာတယောက်ထဲနေပြီးတော့အလွန်ချမ်းသာတဲ့ဒီအစားစားကိုစားပြီးတော့သူ့ရဲ့ရုပ်ရည်ကိုကြည်လိုက်တဲ့အခါကျတော့အလွန်မှကြည်လင်တန့်ရှင်းပြီးတော့နော်ရုပ်ကဝင်းနေတယ်ပေါ့နော်ဝင်းဤနေတယ် ကြီးလဲနေတယ်မြင်ရတာကိုအလွန်မကိုစိတ်ကို ချမ်းသာစေတယ်အေးချမ်းစေတယ်အဲဒါကြောင့်မလို့မေးတာမင်းကြီးကအရှင်သာဒီလိုချမ်းထမ်းတဲ့အစားအစာကိုစပြီးတော့တော်လေးမှာတယောက်တည်းနေနေရပါလဲခင်တယ်ဘယ်နှကြောင့်ရုပ်ရည်အစင်ကဒီလောက်ကြီးလဲတန့်ရှင်းနေရတာတော့အဲ့တော့ဘုရားလောင်းပြန်ပြောတဲ့စကားလေးဒါလောကလူသားတွေအနေနဲ့အလွန်မတော့စဉ်းစားကြရလဲကောင်းတဲ့အဝင်ဝင်ကြလဲဖြစ်တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်တော့ဘာပြောတော့ဆိုတော့ အတိတဏ္ဏုသောစာမိနဗဇ္ဗပါမိအနာဂတံပိစုပန္နေနရာပေမိတေနဝန္နောပတိတေတိမင်းကြီးတဲ့ငါရဲ့မျက်နာရုပ်ဆင်းဘာလို့ကြည်လင်တန့်ရှင်းနေရလဲဆိုလို့ရှိရင်အတိတဏ္ဏုသောစာမိငါဖြစ်ခဲ့ပြီးသားမရှိတော့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့ငါစိတ်ထဲမှာပူလောင်တဲ့ပင်ပန်းတဲ့ဆင်းရဲတွေဆိုတာဘာမှမရှိဘူးတဲ့အတိတ်ကိုသူမရှိတော့ဘူးလို့ပြပြဝဝနားလေလို့ဒီအတိတ်ကို သူ့စိတ်ထဲရနေရှင်းထုတ်ထားနိုင်ဟုတ်လား nabasa bami anagatane.